်မင်္ဂလာပါရှင်ကျမကခေခိုင်ပါဒီဝီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်စတက်အာနာတင်ထားတဲ့၅နှစ်တာကာလအတွင်းမှာခီးသောလုပ်ငန်း၅ဆင့်ရခိုင်နှုန်းသာလေပတ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံခီးသောလုပ်ငန်းရှင်များအသင်းကပြောပါရီး ။အာနာသိမ့်ပြီးနောက်ပိုင်းပြည်တွင်းမှာနင်းပြင်းဒေတာလုံခြုံမှုမရှိတာကြောင့်ပြည်တွင်းခီးသောအပြင်ပြည်ပခီးသောတွေပါတော့ရောက်လေပတ်မှုနေတော့ပြီးတော့ပြည်တွင်းခီးသောအများစုကလည်းပွဲတော်ကာလရက်အတွင်းမှာသာလေပတ်လေးရှိရလို့ဆိုပါတယ်။ ်အခုအခြေအနေကကိုဗစ်ကာလမတိုင်ခင်နဲ့နှိုင်းရှင်ရင်ဒီ9နှစ်တာအတွင်းမှာတဝက်လောက်ပဲရောက်သေးပြီးအရင်အခြေအနေတွေကိုပြန်မရောက်သေးသလိုထင်သလောက်တိုးတက်မှုမရှိပဲဒေတာတွေလုံခြုံရင်းဆိုင်ရာအခက်အခဲတွေရှိနေတော့ခီးသောလုံငယ်က မတိုးတက်လာဘူးလို့မြန်မာနိုင်ငံခီးသောလုံငယ်ရှင်များအသင်းကတာဝန်ရှိသူတယောက်ကပြောပါတယ်ပြည်တွင်းပြည်ပခီးတော်ဧည့်သည်အများစုကပကံချောင်းသာငွေဆောင်တောင်ကြီးအင်းလေ ကလောနဲ့ကြိုက်ထီကိုဖျားကအများဆုံးတော့ရောက်ကြရဲလို့သိရပါတယ်။2019ခုနှစ်အတွင်းမှာပြပခီတော့အေတဲဝင်ရောက်မှုက၄တသမ5တန်ခန့်ရှိပြီး2024ခုနှစ်မှာတော့ပြပခီတော့အေတဲဝင်ရောက်မှုက1တသမ6တန်ကျော်သာဝင်ရောက်မှုရှိခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံခီတော့လုံငန်းရှင်များအသည့်အနေနဲ့စစ်တပ်ကကျင်းပတဲ့တရားမဝင်ရွေးကောက်ပွဲအလုံးကာလမှာတိုးတက်လာနိုင်ရဲလို့ခန့်မှန်းထားကြပါရဲ့ရှင်။ တရုတ်အစိုးရရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကောင်စီနဲ့တအံအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့အော်တိုဘာလ28ရက်နေ့28ရက်နေ့နရက်တာတွဲဆုံညှိနှိုင်းပြီးနှစ်ဖက်အပြစ်ခတ်ရက်စေးလိုက်တယ်လို့ TNL ကထုတ်ပြန်ပါတယ်စစ်ကောင်စီအနေနဲ့ TNL ထိန်းချုပ်ထားတဲ့ဒေတာတွေကိုလေကြောင်းနဲ့ပုံကျေတာစစ်ကြောင်းထိုးတာတွေကိုရပ်တန့်ရမှာဖြစ်ပြီး TNL ကတော့မိုးကုန်းနဲ့မိုးမိတ်မြို့ကနေစုခေါ်ဖို့အတွက်နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ဖော်ပြပါတယ် ။တစင်20ကွန်စစ်စရဲ့နောက်ပိုင်းစစ်ကောင်စီနဲ့ထင်းအန်လေတို့အကြားကိုကျင့်အထည်တွေးဆောင်ဆွေးနွေးပြီးတဲ့နောက်အပြစ်ခတ်ရက်စရေလက်မှတ်ရေးထိုးခဲ့ကြတာပါ။ TNL ရဲ့ပြောခွင့်ရသူကိုဒီဘူဘီကဆက်သွယ်မင်းမြတ်နေပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။ TNL ထိန်းချုပ်ထားတဲ့နောက်ချိုးကြောင့်မင်းတီဘောမျိုးတွေကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းယူပြီးတဲ့နောက် TNL ထိန်းချုပ်ထားတဲ့နံပါတူနန်ဆန်မတ်တုံမိုင်းလုံးမိုင်းငော့မျိုးတွေကိုစစ်ကောင်စီကနှင်းစင်ရက်ဆက်ပုံကျင်းနေခဲ့တာဖြစ်ပါရဲ့ရှင်။ ဂျပန်ရောက်အမေရိကသမ္မတဒေါ်နယ်ထရန့်ကိုမြမအရေးမှာကူညီပေးဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတူဂျိုမြို့အမေရိကန်တန်ယုံရှိမှာတောရောက်တောင်းဆိုခဲ့တယ်လို့အိတ်ဖွင့်ပေးစာတစ်စောင်လေးပေးအပ်ခဲ့လို့သိရပါတယ်။ဟန်နာတင်ပေးပို့ထားတာပါရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဂျပန်နိုင်ငံကိစ္စမှာမြမအရေးမှာကူညီပေးဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတိုကျိုမြို့အမေရိကန်တန်ယုံရှိမှာအောက်တိုဘာ29ရက်နေ့ညနေပိုင်းမှာတွားရောက်တောင်းဆိုခဲ့ကြပါတယ်။အမေရိကန်အနေနဲ့မြန်မာအရေးကိုပုံမထီရောက်စွာအလီချဆောင်ရွက်လာစေဖို့အတွက်တိုက်တွန်းတောင်းဆိုထားတဲ့အဖွင့်ပေးစာကိုလည်းဂျပန်နိုင်ငံရှိအမေရိကန်တန်ယုံကသဆင့်အောက်တိုဘာလ22ရက်နေ့ကအမေရိကန်အစိုးရ DOSC ကိုပေးပို့နိုင်ခဲ့တာကိုဟိုတန်းစော်ထက်ကပြောပြခဲ့ပါတယ်။ ကျွန်တော်တို့အဲဒီအမေရိကန်သမရရဲ့ပေါ့ဂျပန်ခီးစဉ်ဒါရှိရဆိုတော့တိတိကျကျပဲကျွန်တော်ဒီမှာရှိတဲ့ဒေါ်လာရဲ့အရာစုရဲ့အကုန်အတူတူပါပေါ့နော်အာဒီမြန်မာပြည်သူတွေရဲ့ဆန္ဒကိုအာအမေရိကန်အစိုးရကိုပေးဖို့ဆိုပြီးတော့ကျွန်တော်တို့ဝိုင်းမြောက်စဉ်းစားကြကြပါရစေ။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာမြန်မာပြည်သူတွေရဲ့သဘောထားနဲ့ထင်အပ်စီမဲ့ကျွန်တော်တို့စာတစောင်းကျွန်တော်တို့အမေရိကန်တန်ရုံးအနေနဲ့တဆင့်ပေါ့နော်။ဒါအစိုးရအဖွဲ့ကျွန်တော်တို့ပြဖို့ခဲ့ပါရစေပေါ့နော်။အဲ့ဒီစာဟာဆိုလို့ရှိရင်ကျွန်တော် အာဆီယံအစည်းအဝေးမတက်ခင်ပေါ့နော်။အဲကျွန်တော်တို့ဒီ22ရက်နေ့တည်းကကျွန်တော်တို့ဒီအာကျွန်တော်အမေရိကန်အစိုးရစီကိုကျွန်တော်တို့ပြေးပို့ပြီးဖြစ်တယ်ပေါ့လေ။ဘာကြောင့်ကျွန်တော်တို့စိုးပြီးပြေးပို့ရလဲဆိုလို့ရှိရင်အာဆီယံညီလာခံကိုမသွားခင်မှာကျွန်တော်တို့မြန်မာပြည်သူတွေရဲ့သဘောထားကိုသူ့အနေနဲ့မျှဉ်းမ်းပြီးတော့အာဆီယံညီလာခံမှာလည်းကျွန်တော်တို့မြန်မာပြည်နဲ့ပတ်သက်တဲ့သဘောထားချက်တိချက်တွေကိုသူပြသနိုင်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာကိုပြေးပို့ခဲ့ရဖြစ်တယ်ပေါ့နော်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အောင်ဆန်းစုကြည် ဓမ္မဒကြီးဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွတ်မြောက်ရေးအတွက်တောင်းဆိုခဲ့ကြပြီးအိတ်ဖွင့်ပေးစာမှာမြန်မာဒီမိုကရေစီအင်အားစုတွေရဲ့လှုပ်ရှားမှုတွေကိုအကူအညီပံ့ပိုးပေးဖို့နဲ့စစ်ကောင်ဆောင်ဦးဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုရဲ့လူခွင့်ရေးချုပ်ဖောက်မှုတွေဒေသတွင်းတည်ငြိမ်မှုပြပြားစေနိုင်တဲ့ရာဇဝမှုတွေမွေးရစေဝါတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုတွေနဲ့ဆေးရဆိုးမှုတွေကိုထိရောက်စွာအရေးယူပေးဖို့ဖော်ပြချပါတယ်။အမေရိကန်သမ္မတထိုင်းရဲ့သဘောတူအောင်လည်းအလုံးတိမယ်လို့ထင်နေပါတော့။ ဆက်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအမေရိကန်ရဲ့အကျိုးအမေရိကန်နဲ့အမေရိကန်မဟာမိတ်နိုင်ငံရဲ့အကျိုးစီးပွားကိုတကယ်ကြီးကြီးနေတဲ့ကျွန်တော်တို့ online လေးနဲ့ကြားဖြတ်ကြားဖြတ်နောက်ခုကကျတော့မြန်မာနိုင်ငံကနေတင်ပို့နေတဲ့လူရည်စေဝါတွေလူပုံကူးမှုတွေအဲ့ဒါတွေကို ဟိုဂျပန်ဟာဒီအမေရိကန်နေနဲ့တိတိရောက်ကြံရပေးဖို့အတွက်ကိုလည်းတောင်းဆိုထားပါတယ်။ဒီအပြင်ဒီတိုဆိုရရဲ့မြန်မာအရေးကိုဟိုဂျောင်းဝင်ဆက်ဖက်နေမှုပြီးတော့တိုင်းနာအင်အားစုတွေကိုဖိအားပေးနေမှုတော်လိုင်းအင်အားစုတွေကိုဖိအားပေးနေမှုပေါ့ဖိအားပေးနေခြင်းနဲ့အတူဒီစစ်ကောင်စီကိုလက်နက်အင်အားလက်နက်အင်အားဒီပညာအင်အားနဲ့ထောက်ပံ့ကူညီကြတဲ့ကိုရပ်တန့်ဖို့အတွက်ကိုအမေရိကန်ကတောင်းဆိုထားပါတယ်။ အမေရိကန်တမဒထရန်အာဆီယံအစည်းအဝေးမတက်ရောက်မီအချိန်ကစာအုပ်လက်ခံရရှိခဲ့တာကိုပြန်လည်အကြောင်းကြားလာတယ်လို့ NUG Support တင်ဂျပန်ကတီးပေးကြပါတယ်။ဒီပါအကူပစိန်ရုံးမဟုတ်ပဲမြမအရင်ကိုနိုင်ငံတကာသိရှိအောင်လုပ်ရမှာကကျွန်တော်တို့ရဲ့တာဝန်ပါလို့လှူရှာမှုမှာပါဝင်ခဲ့တဲ့ CDM တန်အရာရှိဦးအောင်စုမိုးကရည်ရွယ်ချက်ကိုရှင်းပြခဲ့ပါတယ်။ဒီနေ့လှူရှာမှုကတော်တော်ကြီးတော်နေထွန်းတာဒီတပန်ကလာတယ်ကျွန်တော်တို့ကရောက်လာတဲ့ ိုက်တက်မှာဒီမှာအရေးကိုအာရုံဆိုင်လာပြီးတော့ဒီမှာအရေးမှာသူ့ရဲ့အာရုံမှာကိုကြောင်းဝင်ဆောင်ရွက်ပေးဖို့ကျွန်တော်ကပြပအောက်လို့တော့မဟုတ်ဘူးဒါပေမဲ့ကိုယ်ကမှလည်းအရေးကိုဒီသူမဆိုးပါနော်ဒါကြီးဒေါ်နခါကမယုံနေမကဘူးနော်ကျွန်တော်လည်းဘယ်နိုင်ငံမဆိုးဘယ်ဘူးမဆိုးအရေးကြီးပုံပေါ်မှာလည်းအာရုံဆိုင်လာအောင်လုပ်ရမှာကျွန်တော်တောက်တယ်ဒါကြောင့်ကျွန်တော်ကဒေါ်နခါရောက်ချင်မှကျွန်တော်တို့ပြောပြီးတော့ ပူပေါင်းဆောင်ရွက်တာသဘောရတယ်နော်ပြီးတော့တောင်းဆိုလှုပ်ရှားမှုကိုကျွန်တော်လုပ်ရခြင်းဖြစ်တာဒါကကျွန်တော်ရဲ့အမှောင်ရည်ချက်မြန်မာအပါဝင်အာဖဂန်နစ္စတန်ဘိုလီးဗီးယားကိုလံဘီယာနဲ့ဗင်နီဇူလာနိုင်ငံစူပေါင်း၅နိုင်ငံကိုမွေးရဆေးဝါးတိုက်ဖြတ်ဖို့ပြက်ကွက်တဲ့နိုင်ငံတွေအဖြစ် မရိကန်တမ်ဒါထရန်ကစက်တင်ဘာလ18ရက်နေ့ကတက်မှတ်ကြေညာထားပါတယ်။ SpaceX ကုမ္ပဏီကလည်းအောက်တိုဘာ22ရက်နေ့မှာမြန်မာနိုင်ငံကကြားဖြတ်ငွေလိမ်လည်တဲ့လုပ်ငန်းတွေမှာအသုံးပြုနေတယ်လို့တင်ပြရရှိတဲ့ Starlink Internet စက်ပေါင်း2500ကျော်ဖြတ်တောက်ခဲ့ပါတယ်။ကျမဟန္နာပါ။ထိုင်းနိုင်ငံမြောက်ပိုင်းချင်းပိုင်းခရိုင်မြမနေဆက်အနားမှာအခုရက်ပိုင်းအတွင်း ထိုင်းစစ်တပ်နဲ့မွေးရစေဝတေဆောင်တဲ့အဖွဲ့တို့ပြစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးမွေးရစေတေဆောင်တဲ့အဖွဲ့က9ရက်တေဆုံးကစိတ်ကြော့ဆေးပြားစုစုပေါင်း9သန်း3သိန်းဖမ်းဆီးရမည်လို့မေဆိုင်ပရက်ထိုင်းသတင်းမှာဖော်ပြပါတယ်အော်တိုဘားလာ28ရက်နေ့မနက်နဲ့28ရက်နေ့ညနေပိုင်းတွင်မှပြစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီးပြစ်ခတ်မှုအတွင်းတေဆုံးသူတွေက6ယောက်ဟာဒေသတွင်ကလူတွေမဟုတ်ပေမြန်မာဗတ်ကျန်းကလို့ယူဆရရဲလို့ထိုင်းစစ်ကြောင်းတာဝန်ရှိသူကသတင်းထောက်တွေကိုပြောကြားပါတယ် ထိုင်းမြောက်ပိုင်းဒေသမှာအော်တိုဘားလာအတွင်းမွေးရစေတေဆောင်တဲ့အဖွဲ့နဲ့ပြစ်ခတ်မှု၅ကြိမ်ဖြစ်ပေါ်ပြီးတစ်ဖက်က9ရောက်တေဆုံးကြောင်းနဲ့အဲ့ဒီမွေးရစေတွေဘန်ကောက်ထိရောက်တော့ရင်ကာလာတန်ပိုဘတ်တန်ပေါင်း3489ဒသမ6တန်ဆုံးရှုံးမယ်လို့အမှတ်၅တိုင်းဒေသမွေးရစေနေနေရဲ့ရဲတပ်ဖွဲ့ကပြောပါရရှင်။ ရုရှားကာကွယ်ရေးဝန်ကြီးအန်ဒရီဘယ်လိုဆော့ဖ်ဟာဆီးရီးယားကာကွယ်ရေးဝန်ကြီးမာဟက်အဘူကက်ရှရာနဲ့ရုရှားမျိုးတော်မော်စကိုမှာဆွေးနွေးခဲ့လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကအော်တိုဘာလ28ရက်နေ့မှာပြောကြားပါတယ်။ဆွေးနွေးပွဲတွေအတွင်းနှစ်ဖက်စလုံးကနိုင်ငံပူပေါင်းဆောင်ရွက်မှုရဲ့အလားအလာရှိတဲ့နေပေတွေကိုလက်တွေ့အကောင်အထည်ဖော်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြတယ်လို့ဝန်ကြီးဌာနကပြောပါတယ်။ အော်တိုဘာလာလီမှာဆီးရီးယားသမ္မတအာမက်အေရှာရာဟာမော်စကိုကိုတောရောက်လေပတ်ခဲ့ပြီးရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီနောက်နှစ်နိုင်ငံအကြားအရင်ကလက်မှတ်အခြေထိုးခဲ့တဲ့သဘောတူညီချက်တွေအားလုံးကိုလိုက်နာဖို့ကတိပြုခဲ့ကြပါတယ်။ဒီကတိကဝတ်ဟာဆီးရီးယားနိုင်ငံတွေကရုရှားရဲ့အဓိကစစ်စခန်းတစ်ခု လုံခြုံနေသေးတယ်ဆိုတဲ့အချက်ပြမှုတစ်ရက်အဖြစ်ရှုမြင်ကြပါတယ်ရှင်။ဒီဘီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ။ ကျမကခေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်